ဒီ TikTok မှာ view တွေဆယ်ရပြီးတော့ငွေဝင်ကျမ်းနဲ့ဒါမျိုး movie recap video လေးတွေဘယ်လိုဖန်တီးရမလဲပေါ့နော်။ဒါလေးကိုကြော်ဒီနေ့မိတ်ဆွေတို့မျှော်ပြီးတော့မှဖြစ်ပါတယ်။အဲ recap video လေးဖန်တီးဖို့ဆိုရင် set six plot တော့ရှိတယ်ပေါ့နော်။အဲ set တစ်ခုကြည့်စီလိုက်။အကျွန်တော်သုံးမျိုးခဲ့နီလန်လေးတွေကိုမိတ်ဆွေတို့မျှော်ပြီးတော့မှဖြစ်ပါတယ်။အဲမိတ်ဆွေစိတ်ဝင်စားရဲဆိုရင်တော့ video လေးကိုဆောင်းနေကြည့်ပေးပါ။ အဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင်တော့ subscribe လုပ်ထားပြီးတော့အားပေးလို့ရပါတယ်။အဲ့တော့ပထမဆုံးဒီစင်ရတော့ Miss Zero ကိုအသုံးပြုခြင်းနဲ့ request လုပ်ခြင်းနဲ့ဗီဒီယိုအရင်စားမယ်ပေါ့နော်။ဒါမျိုးစားရတဲ့နေရာမှာကျွန်တော်ကတော့ YouTube ကဗီဒီယိုဇာတ်လမ်းတို့လေးကို live ပြီးတော့ကျွန်တော် record လုပ်တာပေါ့နော်။အဲ့တော့ Telegram မှာတင်ထားတဲ့အားလည်းကိုယ်ကို record လုပ်လို့ရရင် record လုပ်လို့ရတယ်။ အဲဒီ TikTok Facebook တွေမှာသူများတင်ထားတာကိုလည်းပြန်ပြီးတော့ record လုပ်လို့ရတယ်ပေါ့နော်โอเคတော့ဗီဒီယိုတင်မယ်ဆိုတော့10မိနစ်စာ9မိနစ်ဝင်းကျင်လောက်ပဲတင်ပါတော့အဆင်ပြေတင်စရာမလိုပါဘူး။ဘာလို့ဆိုတော့ Kitari Rock Program မျိုးဆိုတော့10မိနစ်ကြည့်မယ်ဆိုရင်အဆင်ပြေပြီပေါ့နော်။10မိနစ်10စက္ကန့်နဲ့20စက္ကန့်လောက်ဆိုလည်းအဆင်ပြေတယ်ပေါ့နော်။ဇာတ်ကဖြတ်လို့မရဘူးဆိုရင်တော့အလုံးစုံ9မိနစ်ပေါ့နော်။9မိနစ်တော့အကြာကြီးတော့မတင်ပါနဲ့။โอเคအဲ့တော့ဒီဇာတ်လမ်းနေစားနေရမှာကျွန်တော် Netflix ကဗီဒီယိုတော့တောင်းမလုပ်နေပေါ့နော်။ဒီကောင်းနေရ ီ copyright တွေယူထားမှာပေါ့နော်ဒါကြောင့်မေးဆိုလို့အဆင်မပြေလောက်ဘူးပေါ့နော်အခြားတရုတ်ဇာတ်လမ်းတို့တွေအဲဒီဆေးရောင်ဇာတ်လမ်းတွေအများကြီးလဲဒါတွေပဲအသုံးပြုကြများတယ်ပေါ့နော် okay ပထမဆုံးဆိုမေးဆိုလို့ video ရင်းစားပါမယ်တို့ဟိုက video ရပြီတော်ပြီဆိုရင်တော့အခုလိုကျင်တဲ့ဒီ10 minutes စာနဲ့ minutes စာလောက်မေးဆိုတော့ကဖြညက်ကလုံးလိုက်ပြီပေါ့နော် editor software ထဲမှာအဲ့တော့မေးဆိုကိုကြိုက်တာကိုကြိုက်တဲ့ software ကိုတုံးလို့ရတယ်ပေါ့နော်ဖြညက်ကလုံးလိုက်မယ်ပြီးရင်တော့ကြော်တစ်ချက်ပြပေးမယ်ပေါ့နော်အဲ့တော့ဒုတိယတစ်ချက်မှာဆိုတော့ဒီ 10မိနစ်နဲ့10မိနစ်အတွင်းမှာသူပြောခဲ့တဲ့ step တွေကိုကျွန်တော်တို့စက်ခွေရေးချရမယ်ပေါ့နော်စက်ခွေချရရမယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့က voice over ပြန်လို့မှဖြစ်တဲ့အမိတ်ဆိုတော့အသူရဲ့ဇာတ်ညွှန်းတွေကိုကိုကရေးမထားဘူးဆိုရင်အဆင်မပြေဘူးပေါ့နော်။လွှတ်လျှောက်ကြတယ်ဒါမျိုးဇာတ်လမ်းတွေရေးရမှာပြည့်နေဆိုရင်တော့အဆင်မပြေဘူး။အဲတော့ဒီ movie တွေကတ်လုပ်တဲ့သူအများစုကစက်ခွေကိုပြန်ရေးရတယ်ပေါ့နော်။ပြီးကမှကျွန်တော်တို့ပြန်ပြီးရော voice over ပြန်လုပ်တာပေါ့နော်။โอเคจอรอ AI ต้องมาဖြစ်တယ်ကိုကကိုအတန်ဒီပါဖတ်ပြစရာမလိုဘူးဒါပေမဲ့သူဇလန်းလေးကို အတူအတိုင်းတိကျမဟုတ်ရင်တော့ကိုပြောချင်တဲ့အကြောင်းအရာလေးတွေထည့်ပြီးတော့ရေးလိုက်လို့ရတယ်ပေါ့နော်။ Okay နာမည်လေးအစားထိုးရတို့ဘာတို့ပေါ့နော်။ဒါမျိုးလေးသဘာဝကြောင့်မိဆိုဆက်ခွေရေးလိုက်မယ်ပေါ့နော်။ပြီးပြီးတော့ပြီဆိုရင်တော့ဒီဆက်ခွေကို voice over လုပ်ဖို့အတွက်ကျွန်တော် Google Studio ကိုသုံးမယ်ပေါ့နော်။ဒီကနေစပြီးတော့ကျွန်တော်ကွန်ပျူတာနဲ့ပြပေးမှာဖြစ်ပါတယ်။ Okay ဟုတ်ကဲ့တော့ကျွန်တော်တတိယအဆင့်မှာဆိုရင်တော့ဆောနာကျွန်တော်ရေးခဲ့တဲ့ script တွေကိုကျွန်တော်ဒီအတန်းဖိုင်းဖြစ်အောင်လို့ voice over သုံးဖို့တွေကျွန်တော် Google Studio သုံးပြီးတော့ audio file ရအောင်လုပ်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒီ AI လုတ်ထားတဲ့ခွေးဗီဒီယိုလေးကိုကျွန်တော်အလုပ်မှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ရေးထားတဲ့ SQL ကလေးဒီမှာရှိတယ်ပေါ့နော်ဒီ SQL ကိုကျွန်တော် copy ကူ copy ကူလိုက်မယ်ပေါ့နော် copy ကူပြီးတော့ပြီဆိုတော့ကျွန်တော် Google Studio ဆိုပြီးရော Mixero browser မှာရိုက်စားလိုက်ပေါ့နော်အဲ့ဒီကောင်ကဒီဖုန်းနဲ့လုပ်မယ်ဆိုရင်တော့ audio file ကိုပြန်ပြီးတော့ down တဲ့ခါမှာဆိုတော့နည်းနည်းတိုင်ပတ်တယ်ပေါ့နော်အဲ့ကျွန်တော်ကတော့ဒီ computer နဲ့ပဲပြပေးမယ်ပေါ့နော်ဒီဖုန်းနဲ့လုပ်မယ်ဆိုရင်တော့ desktop site ကိုပြောင်းပြီးတော့လုပ်မယ်ဆိုတော့အဆင်ပြေလောက်တယ်ဒါပေမဲ့ကျွန်တော်အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော် laptop နဲ့ပဲလုပ်ပြပေးပါမယ်အဲ့တော့ Google AI Studio ဆွဲထည့်ကိုထောက်ဝင်မယ်ပေါ့နော်ဒီကောင် free တောင်းလို့ရပါတယ် Okay အဲ့တော့ဒီမှာဆိုဒီတန်ရောက်လာပြီဆိုတော့ဒီမှာ generative native speech with gemini ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါကိုတစ်ချက်ဝင်ပါမယ်အဲ့တော့ဝင်တဲ့အခါမှာဆိုရင်ကြော်ဒီနေမှာပြောင်းရမယ့်ဟာလေးရှိတယ်ဒီမှာ single audio speaker ရဲ့ multi audio speaker ဆိုတာလေးရှိတယ်ပေါ့နော်တော်တော်ဒီမှာ single ဆိုတာလေးတစ်ချက်ရွေးရမယ်ပေါ့နော်ပြီးသားပြီဆိုရင်တော့ sona drop ခဲ့တဲ့ဟာလေးကိုဒီမှာ page ချလိုက်မယ်ပေါ့နော်ပြီးချလိုက်ခါမှာဆိုတော့ကျွန်တော်ကဒီ ီ subscribe ကိုဘယ်လိုပုံစံပြောချင်တာလဲပေါ့နော်ကျွန်တော်ကတော့ဒီမှာတော့ရေးရတယ်လို့ပဲရေးတာပေါ့နော် read aloud apps uh, likes app ပေါ့နော် read aloud likes app ပေါ့နော်ကျွန်တော်ကတော့ပုံစံပေါ့နော် movie narrator ပေါ့နော် select use စကားနောက်ကျစကားပြောပုံစံပုံပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော် research တွေပါလုံးမထအောင်ကျွန်တော် အဲသင်တို့ရေးလိုက်တာပေါ့နော်။ Okay ပြီးတော့ပြီဆိုတော့ကြော်ဒီမှာ voice ပေါ့နော်။ voice က main ကလေးတုံးမှလာယောက်ျားလာယောက်ျားလေးတုံးမှလာပေါ့။ဒီမှာဒီ free voice တွေများစွာရှိတယ်ပေါ့နော်။အဲမစ္စတာကိုကြိုက်ရတုံးလို့ရတယ်။ကိုအတန်နားထောင်ကျင်တော့ဘေးရဒီမှာ play ဆိုလေးနှိပ်ပြီးနားထောင်လို့ရတယ်ပေါ့နော်။ဒီ compact ဆိုရင်ယောက်ျားလေးပေါ့နော်။ Okay တော့ဒီမှာဒီ pack ဆိုတဲ့ဟာလေးကိုကျွန်တော်တုံးလိုက်မယ်ပေါ့နော်။ Okay အဲ့ဒါလေးရေးပြီးတော့ပြီးဆိုတော့အောက်မှာ RAM control ဆိုလည်းရှိတယ်ပေါ့နော် Okay ဒါလေးကိုတစ်ချက်နေလိုက်မယ်အဒီဒီ mobile phone နဲ့လုံးလို့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ down တဲ့ခါမှာဆိုတော့ mobile phone မှာ download နေရမှာပေါ်ပဲနဲ့ error တဲ့နေရာမျိုးရှိတယ်ပေါ့နော်အဲကြောင့်မို့ဒီ computer နဲ့မှာပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ phone နဲ့ desktop site ပြောင်းပြီးတော့လုံးချင်းရာကောင်းတော့ရနိုင်မယ် mix ကိုလုံးကြည့်လိုက်ပေါ့နော် Okay ဒီမှာခဏစောင့်ပေးရမယ်ပေါ့နော်အဲဒီမှာဆို audio file လေးရောက်လာပြီပေါ့နော်ဒီ audio file ကို mobile phone နဲ့တည်းရဒီ အစက်ကလေး30ကိုနေပြီးတော့ download ဆွဲလို့မရတာပေါ့နော်ဖုန်းနဲ့ဆိုရင် Okay တော့ခုနောက်ပိုင်းရလာတော့မသိဘူးပေါ့နော်ဒီမှာဆို audio file နဲ့10 minutes အ audio file နဲ့ရလာပြီပေါ့နော်ဒီမှာနားထောင်ကြည့်လို့ရတယ်ဒီထွက်လာတဲ့တောင်းကဒီပေါ်မှာ style instruction ဆိုရဲသကလုံးပေါ်မိတ်ဆွေတို့မူတည်တယ်ပေါ့နော်မိတ်ဆွေတို့ကအာတချင်းဆိုတဲ့ပုံစံမျိုးဆိုတချင်းဆိုတဲ့ပုံစံမျိုးထွက်လာမှာပေါ့နော်ဒီမှာမိတ်ဆွေကို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  comment ပေးလို့ရတယ်ပေါ့နော် okay ဒါလေးကြိုက်ပြီးသွားပြီဆိုတော့ဒီဘက်ကအားလေးကိုနှိပ်ပြီးတော့ download လုပ်လို့ရတယ် အကိုကြိုက်တဲ့အဲ့ဒီအတန်နေလဲဆန်းလို့ရတယ်ပေါ့နော်ဒီထဲမှာသူပြောတဲ့စကလုံးကမှားတယ်ဆိုရင်ဒီမှာပြန်ပြီးတော့ပြင်လို့ရသေးတယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ကကြိုက်သွားပြီကြိုက်သွားပြီဆိုရင်တော့ကျွန်တော်တို့မစ္စတာဆိုနာကိုလိုဂျင်ရဲ့အပိုင်းကိုဖျက်ညက်ကက်လုပ်ထားတဲ့ဗီဒီယိုလေးကိုသွားမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ဖျက်ညက်ကက်လုပ်ထားတဲ့ဗီဒီယိုကဒီမှာရှိတယ်ပေါ့နော်အဲ့တော့ဒါလေးတစ်ချက်ပြပေးမယ် okay အဲ့တော့ဒီဗီဒီယိုကျွန်တော် review ကနေ record လုပ်ထားတာပေါ့နော်ဒီမှာဒီမှာ အ WK5 magic band ဒီကောင်ဆိုတော့သူက recap လုပ်ထားတဲ့ video ပေါ့နော်ဒီတစ်ခါနေမှာကျွန်တော်ထပ်ပြီးတော့ဖြည့်ညက်ကန်လုပ်ထားဖြစ်ပါတယ် okay တော့ကျွန်တော်ပြမဆုံး down note ကတော့ဒီ horizontal ratio ပေါ့နော်ဒါပေမဲ့ကျွန်တော်က TikTok မှာသင်ထားဖြစ်တဲ့ damage ဆိုလို့43 ratio လုံးလား960 ratio လားပေါ့နော်မိတ်ဆွေဒါကိုပဲကိုသူရှင်းပြရလို့လုပ်လို့ရတယ်11လည်းတင်ကြတယ်ပေါ့နော်ဒါမျိုး34လည်းတင်ကြတယ်ပေါ့နော်3-4တို့45တို့ပေါ့เนาะโอเคတော့ကျွန်တော်က66ပေါ့960ကိုပဲကျွန်တော်သုံးပါမယ်ဒါကြောင့်မို့ဒီမှာ frame ကိုကျွန်တော် အဲ crawl လုပ်ပြလိုက်တာပေါ့နော်ဒီမှာဆိုရင်ဒီမှာမူရင်း site ကဒီမှာ particle horizontal reach ကိုပေါ့နော်ဒီမှာကျတော့ဒီကောင်ကို crawl လုပ်ပြလိုက်တယ်ပြီးသားပြီဆိုရင်တော့ကျွန်တော်ဗီဒီယိုတွေပြန်နေခင်မှာဆိုတော့ copyright မမိအောင်လို့ပေါ့နော်ဒါမျိုးတွေဆိုရင်တော့ကျွန် print တွေကို flip လုပ်ပြရတယ်ပေါ့နော်အဲဘယ်ဘယ် software မဆို flip လုပ်ရဒီမှာ capcut ထဲမှာဆိုရင်ဒီမှာ mirror ပေါ့ mirror လောက်တာပေါ့နော်ကြောင်းမြန်လန်ပြစ်တာပေါ့နော်ဗီဒီယိုဟိုဘက်ဒီဘက်ကြောင်းမြန်လန်ပြစ်တာဒါမျိုးတွေလုပ်ပြရတယ်နောက်တစ်ခုနေနဲ့ကျွန်တော်ဗီဒီယိုတွေမှာ တော့ copyright ဒီမှာမမြအောင်လို့ freeze လုပ်ပေးရတာဒါမျိုးရှိတယ်ပေါ့နော်အကက်ကက်မှာဆိုဒီမှာ edit ထဲမှာ freeze ဆိုတာရှိတယ်ပေါ့နော် freeze ဆိုရင်ဓာတ်ပုံကအသေးဖြစ်သွားတာပေါ့နော်အဲဒါမျိုးဓာတ်ပုံအသေးဖြစ်သွားတာဒါမျိုးတွေလည်းထည့်ပြီးတော့လောက်ရတယ်ပေါ့နော်အဝေးဒါကတော့ဒီလောက်ဆိုရပြီပေါ့နော်အဲဒီမှာဆိုရင်တော့ဒီမှာ video တပုတ်ရသွားပြီအဲတော့ sona audio file တော့ကျော် ai video တက်လောက်ထားတာပေါ့နော်ဒါပေမဲ့ဒီ video တက်ကျော် server ရေးထားတယ်ကမစစ်ထားလိုက်လို့အဲ့တော့ record video file တော့ကျော်အသံ file တော့ကျော်ထုတ်ထားပြီးသားဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ import ရနေပါ audio file ကိုကျွန်တော်ထည့်လိုက်မယ်ပေါ့နော်ဒီ audio file ပေါ့နော် audio file နဲ့ video file ဒီမှာ mess မလုပ်ဘူးပေါ့နော် video အလဲကို1မိနစ်စာ1မိနစ်ကြော်ကြီးဖြစ်နေရပါဒါကြောင့်မကျွန်တော်1မိနစ်စာလောက်ကိုကျွန်တော် video ကိုဖြတ်ချက်နေရလေးဖြတ်လိုက်ပေါ့နော်ချက်တာဒါမှမဟုတ်စင် speed တင်ရတာတင်ပေါ့နော် audio file ကတော့ကျွန်တော် speed တင်မှာဖြစ်တယ်အဲသူများကြီးလည်း speed တင်ကြတယ်ပေါ့နော် okay ai voice တွေက speed ကနှေးတယ်ပေါ့နော် ဒါကြောင့်မို့သူ့ကိုပို့ပြီးတော့တက်ဝင်အောင်ကျွန်တော်စပီတင်မယ်ပေါ့နော်။အပြီးတော့ဆိုတော့ဗီဒီယိုလည်းကျွန်တော်စပီတင်ပြရမယ်။မတော့ကိုကိုလိုဒီမြန်ချင်တဲ့အပိုင်းလေးတွေကိုအတန်းနဲ့ live ဖြစ်အောင်တော့ကိုယ်ကိုချိန်ပေါ့နော်။ဒါလေးတော့ကျွန်တော်အသေးစိတ်မပြပြတော့ဘူး။အော်ဒါလေးတွေချိန်ပေါ့နော်။ဒီနောက်ပိုင်းဟာတွေဆိုတော့ကျွန်တော်မထည့်တော့ဘူးပေါ့နော်။ဒီလောက်ထိပဲဖြတ်လိုက်မယ်ပေါ့နော်။ Okay ။အဲဒီဒီထည့်ထားတဲ့အပိုင်းနဲ့ audio နဲ့ကိုယ်ကိုစင်ပြောင်းညှိလိုက်ပေါ့နော်။ okay အညီပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ဒီ edit တဲ့ပိုင်းတော့ဆိုရပြီနောက်တစ်ပိုင်းအနေနဲ့ကျွန်တော် caption ထည့်ရမယ်ပေါ့နော်ပို့ပြီးတော့ ဗီဒီယိုလို့ caption ထည့်ရမယ်အဲ့တော့ caption ထည့်ဖို့ဆိုရင် Mixero ဟာကက်ကက် PC ရှိတယ်ဆိုရင်ကျွန်တော် Pro version ဝယ်ပြီးတော့ auto caption နဲ့လည်းဒါနဲ့တမ်းပြီးအဆင်ပြေတယ်ပေါ့နော် Mixero Pro version ဝယ်နိုင်မှုဆိုရင်တော့ TikTok ထဲမှာ auto caption ထည့်လို့ရပါတယ်ဆိုပြီးကျွန်တော်ကတော့ Pro ဝယ်တာဖြစ်တော့ဒီမှာ January ကိုနှိမ့်လိုက်တာနဲ့ဒီမှာ caption တွေကဒီအတန်ပေါ်မှုတီးပြီးတော့အာဒီစာရန်နေ auto ထုတ်ပေးမှာပေါ့နော်ထုတ်ပြတဲ့အခါမှာဆိုရင်တော့တမ်းပြီးရောအဆင်ပြေတာမျိုးတွေရှိတယ်ဒါတွေဒါတွေကိုကောက်ကူပြန်ပြီးတော့ adjust လုပ်ပေးရမယ်ပေါ့နော် โอเคအဲ့နောက်တစ်ခုနေမစ်ဆိုမူရင်းဗီဒီယိုမှာအတန်ပိုင်းထက်လို့မရဘူးပေါ့နော်လုံးဝမူရင်းဗီဒီယိုရဲ့အတန်ထက်လို့မရပါဘူးခုမှာ AI voice ရဲ့ caption ရဲ့ပေါ့နော်အပေါ်မှာဆိုရင်ဒီ၃ချက်ဆိုရင်ကို recap ဗီဒီယိုတစ်ပုတ်ကရသွားပြီပေါ့နော်โอเคအဲ့တော့ဒီဟာလေးဆိုရင်စပြသွားပြီသူများကြီးလည်းဒီလောက်နဲ့ပဲတင်ကြတာများတယ်ပေါ့နော်โอเคအကျွန်တော်ကတော့နောက်တစ်ဆင့်အနေနဲ့ပို့ပြီးတော့ save ဖြစ်အောင်လို့ avatar ထည့်ပြပေးမယ်ပေါ့နော် avatar ထည့်ဖို့လဲဆိုတော့ Gemini ရဲ့ deep sea ရဲ့သုံးမယ်ပေါ့နော် โอเคအဲ့တော့ဘယ်လိုထည့်လဲဆိုတာကျွန်တော်တစ်ချက်ပြပေးမယ်โอเคအဲ့တော့ပထမဆုံးကျွန်တော်ဆိုဒီစီရဲ့မှာကျွန်တော်လိုချင်တဲ့ character ပုံစံကိုရေးတယ်ပေါ့နော် okay prompt မြန်မာလိုရေးခိုင်းနေတယ်ပေါ့နော် main clay လာမယ်အောက်ကြလေးလာပေါ့နော်ဒီမှာ prompt ရဲ့ပုံရေးပေးပါဆိုတော့ push cat ရိုက်နေတဲ့အသက်ဘလဝင်းကျင်ပေါ့နော် okay ဘယ်လိုပုံစံလေးဆိုတာကျွန်တော်ရေးခိုင်းနေရေးတဲ့ခါမှာဆိုဒီမှာ तू ဟာအင်္ဂလိပ်ပရွန်ထုတ်ပြီးလာတယ်ပေါ့နော်မထုတ်ပေးဘူးဆိုရင်သူ့ကိုကျွန်တော်အင်္ဂလိပ်ပရွန်ထုတ်ပြီးပါဆိုရေးခိုင်းလို့ရတယ် โอเคဒီ problem ရပြီးသွားပြီဆိုရင်တော့ကျွန်တော် Google Gemini နဲ့မှာဒါမျိုးသွားထုတ်တာပေါ့နော်အဲကျွန်တော်ထုတ်ပြပေးပါမယ်အဒီကောင်တစ်ခါထုတ်ပြပေးမယ်ပေါ့နော်ဒီ problem ကိုဒီမှာโอเคအဲဒီကောင်လေးကို copy ကုလိုက်မယ်ပေါ့နော် copy ကုပြီးတော့ Gemini နဲ့ကိုသွားမယ်ပေါ့နော် Gemini နဲ့မှာကျွန်တော်ဒီသူ့ရဲ့ true ထဲမှာဆိုရင်တော့အဲဒီမှာ create image ပေါ့နော် banana ဟာကိုရေးရမယ်ပြီးတော့ပြီးဆိုရင်တော့ prompt လေးကို paste ချမယ်ပြီးတော့ပြီးဆိုရင်တော့ submit နဲ့လိုက်မယ်ပေါ့နော်ဒါဆိုရင်သူက အဝမ်းဝမ်း ratio video ဓာတ်ပုံတပုံထုတ်ထွက်လာမှာပေါ့နော် okay အဲ့တော့ဒီမှာဓာတ်ပုံထွက်လာပြီဆိုရင်တော့ကျွန်တော်တို့ကဒီကောင်းကိုဒီစကားပြောနေတဲ့ပုံစံမျိုးဖြစ်အောင်ပေါ့နော်ဒီမှာဓာတ်ပုံရလာပြီ okay ဒါလေးတစ်ချက်တောင်းလိုက်မယ်ဒီကောင်းကိုတော့စကားပြောတဲ့ပုံစံမျိုးပေါ့နော်ပါဇက်လောက်တဲ့ပုံစံမျိုးဖြစ်အောင်လို့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အဲဒီ video 3နဲ့ video ပုံစံပြောင်းအောင်မယ်ပေါ့နော်ဒါကတော့ဒီ pro version C မှာပဲရမှာပေါ့နော်မရှိဘူးဆိုရင် high leo တို့ပေါ့နော် pixabay နေမှာတွားပြီးတော့ဆန်းပြီးတော့ထုတ်လို့ရပါတယ် okay အကြောင်းမို့ကြော်ဒီမှာ ဗီဒီယိုထုတ်မယ်ပေါ့နော်โอเคဒီမှာဆိုရင်ကျွန်တော်ဒီ brown လေးပဲကျွန်တော် copy ကူးလိုက်မယ်ပေါ့နော်ဒီကောင်းလေးကမိတ်ဆွေကြိုက်တဲ့ဟာပြောခိုင်းလို့ရတယ်โอเคအဲ့တော့ဒီမှာ scene ပုံစံဆိုတာလေးဒီ brown လေးလည်းကျွန်တော်ထည့်ပေးလိုက်မယ်ပေါ့နော်โอเคဒါလေးကို copy ယူပြီးတော့အစောနာနေရာမှာကျွန်တော်ထည့်လိုက်လို့ရပြီပေါ့နော်ဒီနေရာမှာစောနာ brown လေးကို copy ယူမယ် copy ယူပြီးတော့ဒီပုံလေးကိုထည့်လိုက်ပေါ့နော် အဲထည့်လိုက်ပြီးတော့3မိနစ်လိုက်ဒါဆိုရင်ကျွန်တော်10မိနစ်လောက်နေဗီဒီယိုထွက်လာမှာပေါ့နော်โอเคတော့ဒီမှာဆိုရင်တော့ဗီဒီယိုထွက်လာပြီပေါ့နော်ဒီမှာ6စက္ကန့်ဗီဒီယိုလေးထွက်လာပါပြီโอเคဒါလေးကိုကျွန်တော် download ဆွဲလိုက်ပါမယ်โอเค download ဆွဲပြီးတော့ကျွန်တော် cap cap ထည့်မှာထည့်မှာပေါ့နော်အဲ caption ကတော့ကျွန်တော်တို့အလှအောင်လို့ default နေပါရောကိုကိုပြောင်းရမယ်ပေါ့နော်ဒီစာရီကဒီနှစ်ကြောင်းနေထည့်နေရဆိုရင်ကျွန်တော်ပြောင်းရမယ်ပေါ့နော် โอเคအဲ့တော့တော့ဒါလေးကိုဒီဘောလေးတင်မယ်ကက်ပစင်လေးကိုဒီမှာဒီဘောလေးထားမယ်ပေါ့နော်โอเคအဲ့တော့ပြီးသွားပြီဆိုတော့ကျွန်တော်ဆောနာတောင်းခဲ့တဲ့ဗီဒီယိုလေးကိုတက်မယ်ပေါ့နော် AI ဗီဒီယိုလေးကိုโอเคအဲ့တော့ဒီမှာအာဒါကျွန်တော်လောက်ထားတဲ့ပုံစံပေါ့နော်ဒီကမလေးကိုအောက်ကနေပြောနေတဲ့ပုံစံမျိုးထည့်တာပေါ့နော်โอเคအောက်ပိုင်းလေးမှာထည့်တာပေါ့နော်ဗီဒီယိုတော့ကျွန်တော်အပေါ်မှာတင်ထားပါမယ် ျော် caption ကိုလည်းကျော်အပေါ်မှာထားမယ်ပေါ့နော် okay အဲ့တော့ caption ကိုဒီမှာကိုယ့်ကိုအာဒီကိုယ့်ရဲ့ editor software ပေါ်မူတည်ပြီးတော့ဖောက်နေပြောင်းမယ်ပြီးတော့ကျွန်တော်တို့အာစာအယောင်တွေပါလေးတွေပြောင်းမယ်ပေါ့နော် okay အဲ့တော့ဒီမှာစာပုံစံလေးလောက်ထားလိုက်မယ်ပေါ့နော်ဒီတော့ပြဆိုတော့အောက်ကပုံကိုမိတ်ဆွေဒါမျိုးလူကြီးတယ်မထားစေမှုဆိုရင်ကျွန်တော်တို့ background ဖျောက်ပြီးတော့လဲထားလို့ရတယ်ပေါ့နော်ကိုကိုအဆင်မလို့ထားလို့ရပါတယ် ဒါမျိုး background ဖြောက်ပြီးတော့လည်းအောက်မှာထားလို့ရတယ်ပေါ့နော်ဒါကကိုယ့်အကိုစိတ်ကြအဆင်ပြေအောင်ထားလို့ရပါတယ် okay ဒါပြီးသွားပြီဆိုတော့ဒီကောင်လေးကိုကျွန်တော် background တော့မဖြောက်တော့ဘူးပေါ့နော် okay မဖြောက်ဘဲနဲ့ဒီကောင်လေးကိုကျွန်တော် video 1 minute ပြအောင်လို့ဒီကောင်လေးတွေကို copy ပွားလိုက်မယ်ပေါ့နော်သူတို့အတန်တွေရောတော့ပိတ်ထားလိုက်ပါမယ် volume တွေကို short ထားလိုက်ပေါ့နော် copy သွားပြီဆိုတော့ဒီကောင်လေးတွေကို copy ပွားပြီးတော့ကျွန်တော် duplicate လုပ်ပြီးတော့ထည့်ပေးလိုက်ပေါ့နော်အဲဆိုရင်ကျွန်တော် 10minute အပြည့်စကားပြောတဲ့ပုံစံမျိုးပေါ့နော် read reaction လုပ်တဲ့ပုံစံမျိုးပေါ့နော်ဒါမျိုး video type တွေကိုအာဒီ monetization အတွက်တော့ခွင့်ပြုတယ်ပေါ့နော်ဒီကောင်မျိုးတွေအဲ okay ဒါဆိုရင်မစ္စတာဒီမှာကောကိုဦးစနာမကတော့ဦးစာနဲ့ပုံမှန်ရေးဆွဲလိုက်တာနဲ့အမှန်တကယ်ရရှိနိုင်တဲ့စာအုပ်ပါပဲဇလန်ရဲ့အစကတော့မောင်းဟောင်းကအလိုဆင်းနေတဲ့အချက်ကြီးတော့ဘလို့တက်တာအဲဒါလေးတွေကကိုကိုပြန်ပြီးတော့ adjust လုပ်ပါတော့နော်ဒါမစ်စီကိုဆန်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါမျိုး recap လုပ်တာပေါ့နော်ဒါမျိုးလုပ်ရတာဖြစ်ပါတယ် AI ယောက်ျားလေးအတန်ဆိုရင်ယောက်ျားလေး avatar ပုံစံ၃ပေါ့နော် main clay ဆိုတော့ main clay ၃ဖြစ်ပါတယ်ကျွန်တော်ကတော့ main clay အတန်လောက်ထားပြီးတော့ဒီမှာ main clay ပုံထည့်ထားတာပေါ့နော်ဟွန်း okay ဒါဆိုရင်တော့ mixer copyright လွတ်တယ်ပေါ့နော်ဒီနေ့တိုင်းတင်မယ်ဆိုတော့ mixer TikTok မှာတင်မယ်ဆိုတော့ copyright လွတ်ပါတယ် YouTube ကတော့မတည်ကြဘူးပေါ့နော် YouTube ကတော့မတည်ကြပါဘူး YouTube ကတော့တရားလုံးမှာပဲရမှာပေါ့နော်အဲ့တော့ TikTok မှာဆိုရင်တော့ဒီတိုင်း copyright လွတ်ပါတယ်အဲ့ဒီ video ကျွန်တော် အဲကျွန်တော်တင်ထားတဲ့ဗီဒီယိုအီဒစ်လုပ်ထားတဲ့ပုံစံပြမယ်ပေါ့နော်ဒါကတော့ mix ဆိုအစမ်းပြပြဖြစ်ပါတယ်ဒါကတော့ကျွန်တော် TikTok မှာတင်ထားတဲ့ဗီဒီယိုပေါ့နော်ဒီပုံစံလုပ်ထားတာဖြစ်ပါတယ်ကျွန်တော်မှန်သမျှကိုစာရွက်ပေါ်မှာရေးဆွဲလိုက်တာနဲ့အမှန်တကယ်ရရှိနိုင်တဲ့စွမ်းအားသူ့မှာရှိတယ်ဇလန်လီရဲ့အစကတော့မောင်ထူးဟာအလွန်စင်းရဲပြီမဲ့ဖန်းချီပညာကိုတော့တစ်ဖက်ခန့်တပါတယ် Okay ဒါဆိုရင် mix ဆိုတော့ movie recap ဗီဒီယိုကိုဘယ်လိုဖန်တီးရလဲဆိုတာ mix ဆို TikTok လောက်ပြီးလို့ထင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးက mix ဆိုတဲ့အကျိုးစီမယ်လို့ညွှန်လင်းပါတယ် โอเคအဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားပေးပါလို့ကျွန်တော်တောင်းဆိုပါရစေအားလုံးကျေးဇူးတူတင်ပါတယ်ခင်ဗျာ